ဒါကတော့အသက်မထွက်ခင်လေချစ်သူနဲ့အတူသွားရောက်လေပတ်တဲ့တောင်တန်းဒေသကပူတာအုံမြို့လေးဖြစ်ပါတယ်။ပူတာအုံမြို့ဟာခါကာပူရာစီတောင်ကိုတက်ရောက်ဖို့အခြေခိုက်စခန်းဖြစ်တာမို့ချစ်သူကိုထွေပြီးအေးအေးဆန်းဆန်းနဲ့တောင်တက်လမ်းကိုအတူဆွံ့စားခြင်းနဲ့ဆိုရင်တော့ဒီမြို့လေးကိုမဖြစ်မနေရွေးချယ်သင့်ပါတယ်။ဒါအပြင်ပူတာဟိုဟာကချင်တို့ရဲ့ရှေးအကြဆုံးမြို့တော်လေးဖြစ်တာမို့တိုင်းနာရိုးရာစိန်းကြီးတွေအပြင်ရင်းကျေးမှုနဲ့ဒလိစရိုက်ပေါင်းစုံကိုပါလည်လာနိုင်ပြီ။ ဆန္ဒရှိရင်ဘူတာအုံမျိုးနဲ့တိတ်မိုးရတဲ့မလိချောင်းကိုတော့အလှည့်သွားလို့ရပါသေးတယ်။ဘူတာအုံကိုအကောင်းဆုံးသွားရောက်လည်ပတ်ဖို့အချိန်ကတော့နွေရာသီနဲ့ဆောင်းဥရာသီအောက်တိုဘာလကနေမတ်လအထိပဲဖြစ်ပါတယ်။ ဒါလို့မှမဟုတ်ပဲစောင်းလယ်မှာသွားလေတယ်ဆိုရင်တော့ဒူးစစ်အထိနှင်းဖုံးနေတဲ့ခါကာပူရာစီတောင်ကိုဘလို့မှတက်လို့ရမှာမဟုတ်ပါဘူး။စောင်းဝင်တာနဲ့ပူတာကိုတစ်မျိုးလုံးဟာရေခဲဖုံးသွားတက်ပြီးဘဲကိုပဲစစ်စစ်နှင်းဖွဲ့ဖွဲ့ပဲမြင်ရတာမို့စစ်သူနဲ့အတူအေးစိတ်နေတဲ့တောင်ပေါ်ဒေသလေးကိုတစ်ခေါက်တစ်ခါလောက်အရောက်သွားနေတယ်ဆိုရင်တော့ပူတာကိုသာရွေးချယ်ကြဖို့အကြံပေးလိုက်ရပါတယ်။